ဖုတ်ဘောမှာစားရပြိတ္တမအားလုံးပဲမင်္ဂလာပါဆိုတော့အခုကတော့ဒီဘောလုံးအကြောင်းပဲပြောတာပေါ့နော်ဘောလုံးနဲ့ပတ်သက်တဲ့ဒီအခြေခံအတွေးခေါ်တချို့ပေါ့ဆိုတော့ကျွန်တော်ဒီဘောလုံးကိုကြည့်တဲ့အခါမှာဘောလုံးဟာဘယ်လိုကစားနည်းလဲဆိုတော့နပတ်သက်ပြီးဖွင့်ဆိုချက်အများကြီးရှိတယ်အဲ့ထဲကမှတစ်ခုကတော့ဒီကစားသမားတူချင်းစီရဲ့သူတို့ကျွမ်းကျင်ပိုင်နိုင်တဲ့ techniques တွေကိုဟန်ချက်ညီအောင်ပေါင်းစပ်ရင်း ဒီ tactical game တစ်ခုဖြစ်လာအောင်တည်ဆောက်ခြင်းဆိုတော့အဲ့ဒါကဒါဘောလုံးနဲ့ပတ်သက်တဲ့ဖွင့်ဆိုချက်တွေတဲ့ကတခုဆိုတော့အဲ့ဒီခါမှာဒီဘောလုံးဆိုတဲ့အားသာနည်းရှိလာရင်ဘောလုံးကစားသမားတွေရှိလာမယ်ဘောလုံးကစားသမားတွေရှိလာရင်ကျွန်တော်တို့နှိုင်းရဝေမျှမှုတွေရှိလာမယ်နှိုင်းရှင်ချက်တွေရှိလာမယ်မတူညီတဲ့ type တွေပြီးတော့မတူညီတဲ့ position တွေအခန်းစစ်ကစားသမားနဲ့ကွင်းလေကစားသမားကွင်းလေကစားသမားနဲ့တိုက်စစ်ကစားသမားအဲ့တော့မတူညီတာတွေတော့အများကြီးပေါ့အဲ့ဒီထဲမှာမှ အခန်းစစ်ကစားသမားအချင်းချင်း ဆိုရင်လေဒီအစွန်မှာဘေးစီးလိုင်းကိုကတ်ပြီးတော့ကစားရတဲ့သူတွေနဲ့ဒီကွင်းရဲ့စန်ထရယ်ကျောမှာကစားရတဲ့သူတွေရဲ့တယောက်နဲ့တယောက်ဂျာမန်လုံဆောင်လုံဆောင်ချက်တွေကမတူကြဘူးအကွင်းလေမှာလည်းဒီလိုပဲကွင်းလေရဲ့ဘေးစီးမှာကတ်ကစားရတဲ့သူတွေနဲ့စန်ထရယ်ဇုံမှာကစားရတဲ့သူတွေရဲ့လုံဆောင်ချက်တွေလောရတဲ့အလုပ်တွေပေါ့လုပ်ငန်းဆောင်တာတွေမတူကြဘူးတိုက်စစ်မှာလည်းဒီလိုပဲအဲ့မှာပါကျွန်တော်တို့ကဘောလုံးကိုအခြေခံအဖြစ်ကျွန်တော်တို့ 442နဲ့တွက်မယ်433နဲ့တွက်တွက်မယ်ဆိုရင်ဘောလုံးနဲ့ပတ်သက်ရင်ဒီတိုက်စစ်ဟာကန်စစ်ကစားသမားကွင်းလယ်ကစားသမားတွေထက်ကွင်းထဲမှာအရေးအတွက်အ ਨੇ ဆုံးပေါ့နော်ကိုသမားကတော့တေချာပေါ့အ ਨੇ ဆုံးပေါ့ကိုသမားကတော့တူဦးပဲရှိတယ်တိုက်စစ်ကတော့တိုက်စစ်မှုစစ်စစ်ဆိုရင်တူဦးပဲရှိမယ်အဲသို့မဟုတ်တွဲပဲတိုက်စစ်မှုနဲ့ဆိုနှစ်ဦးရှိမယ်433ဆိုရင်ဒါတိုက်တိုက်စစ်မှု3ဦးမဟုတ်တော့တိုက်စစ်မှု3ဦးလည်းထားလို့မရတော့ဘူး တော့ဘောလုံးမှာဒါဒါတွေကဟို sorry ပါဒါတွေကဟို universal truth တွေပေါ့နော်ဆိုတော့ဒီအချက်တွေတိုက်စစ်ကစားသမား၃ဦးတိုက်စစ်မှုဟိုဂျေရုလိုတိုက်စစ်မှု၃ဦးတိုက်စစ်မှာတွားတင်သွားလို့မရဘူးပိုချာ၃ကိုတိုက်စစ်မှာတင်သွားလို့မရဘူးအစားရှိသူရောအဖလူးဖြစ်တဲ့ system တွေမှာကြတော့တောင်းပန်တောင်းပန်ကစားသမားတွေပြီးတော့ဒီ technical players တွေကိုစုပစုထည့်ထားပြီးတော့လှည့်ပတ်ပြီးတော့ကစားနေလို့ရတယ်ဒါလည်းဘောလုံးရဲ့မတူတဲ့အချက်တွေပဲ တော့ဒီဘက်ခင်မှာကအဲ့လိုမျိုးနီးပြတွေကအဲ့လိုပိုကြိုက်လာကြတယ်တိုက်စစ်မှုစစ်စစ်၃ဦးကတော့မဖြစ်နိုင်ဘူးနှစ်ဦးကအရင်တော့သုံးခဲ့ဘူးလေ442မှာနောက်ပိုင်းကျတော့တိုက်စစ်မှုတဦးတည်းကိုမျိုးစုံသုံးလာကြတယ်တိုက်စစ်မှုတဦးတည်းကိုဂျန်နဲ့ဂျန်နဲ့ office player ကိုရောက်နေဟို position အမျိုးမျိုး fashion အမျိုးမျိုးနဲ့သုံးလာကြတယ်နောက်ပိုင်းကျတော့တိုက်စစ်မှုလုံးဝမပါတဲ့ဒီ0ပေါ့နော်0အထိရောက်သွားတဲ့စနစ်တွေပေါ့နော်ဆိုတော့ ဒီ striker less system တွေပေါ်လာတယ်။အဲ့မှာမှဒီဘက်ခက်ကအဲ့အဲ့အပိုင်းများတယ်ပေါ့။ဒါပေမဲ့အခုဒီနောက်ဆုံး2023 45ဆိုတဲ့ကာလတွေမှာကျွန်တော်တို့ကဒီအထောင်တိုက်စစ်ကိုပြန်ပြီးတော့နှိပြောက်တဲ့အာယုံဖိုက်လာကြပြန်တယ်။အာလန်ဟာလန်တို့လိုကစားသမားတွေပေါ်လာတယ်။ပြီးရင်ဒါ Victor Yokaras တို့လိုကစားသမားတွေပြီးတော့ဒီ Osimhen တို့လိုကစားသမားတွေပေါ့နော်။ဒီပေါ်လာတဲ့အထောင်တိုက်စစ် row ဟာပြီး Hurricane ပေါ့ထားပါတော့ ဒီလိုဒီလို row ကရှေ့တန်းကိုပြန်ရောက်လာတယ်။အဲ့လို row ကရှေ့တန်းပြန်ရောက်လာရင်အဲ့ဒီကစားသမားတွေကလည်းဟိုတုန်းကကစားတဲ့ဒီ Nesterine တို့ Enzagi တို့ ਨੇ အရင်မတူတော့ဆိုတော့ Nesterine တို့ Enzagi တို့ type ကတမျိုး Alaholam တို့ကတမျိုးပေါ့က Hurricane တို့ကတမျိုးဆိုတော့ type 6ဆိုတဲ့အရေးအတွက်နည်းနည်းလေးမှာဟိုကျွန်တော်တို့ကဒီလောက်ရတဲ့အလုပ်တွေပေါ့နော်မတူညီတဲ့အကွဲပြားခြားနားမှုတွေအများကြီးတွေ့ရတယ်။ဒါဒါတိတ်တော့ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး။ဘောလုံးကနောက်ထပ်အစ်စ်အစ်စ်တွေအစ်စ်အစ်စ်တွေ တွင်းနေတွင်းနေရင်းနဲ့ပေါ်ပေါ်လာတာပေါ့ဒါကတို့ဘောလုံးကကြတော့ဒီတိုက်စစ်နဲ့တောင်ပန်ပေါ့နော်ဥမာအားပြန်ဆိုရင် တောင်ပန်ကနေတိုက်စစ်ကိုတွဲချိတ်ကစားတက်တဲ့ကစားသမားဥမာ honorary တို့လို delbia တို့လို့ကစားသမားမျိုးတွေနဲ့ nestarine တို့လို့ insegi တို့လို့ကစားသမားမျိုးတွေမတူကြဘူးဆိုတော့ဘသူပိုကောင်းလဲလဲပြောလို့မရဘူးဥမာ ronaldo နဲ့ messi ဘသူပိုကောင်းလဲဆိုတာလဲပြောလို့မရဘူးဘသူပိုကောင်းလဲဆိုတော့ကျွန်တော်ပြောရှေ့မှာလဲကျွန်တော်ပြောဘူးတယ်နဲ့တူတယ်ဘသူပိုကောင်းလဲဆိုရင်မေးခွန်းကို ကအရင်ဒီစကလုံးကအရင်ရိုးရှင်းပေမဲ့ပြိသက်တွေတိကျတဲ့မေးနေကြတယ်ဘသူပိုကောင်းလဲဆိုတာကဘသူပိုကောင်းလဲဆိုတဲ့အတိတ်ပဲမဟုတ်ဘူးဘသူပိုကောင်းလဲဆိုတာကဘသူပိုတက်ရောက်မှုရှိလဲထိရောက်မှုရှိလဲအသိန်းကိုကျူးမှုတလဲဆိုတဲ့မေးခွန်းကိုအဲ့မေးခွန်းကိုမတုံမဲ့အဲ့စကလုံးကိုမတုံမဲ့နဲ့ဘသူပိုကောင်းလဲလို့အလွယ်သုံးတာဘသူပိုကောင်းလဲကမက်ဆီနိုရော်နယ်ဒိုမက်ဆီပိုကောင်းလဲတိုင်းစပိတ်ထဲမှာဘသူပိုတက်တောင်းတက်တာထောက်ရှားနိုင်တယ်လေမက်ဆီကပိုလောက်ရှားနိုင်တယ်ဆိုတော့ဒါကလွယ်လွယ် ိုးရိုးရှင်းရှင်းလေးပဲဒါပေမဲ့ပရိသတ်တွေသိရင်လည်းဘာလို့ပိုကောင်းလဲကအဲ့ဒါမဟုတ်ဘူးအဲ့ဒါမဟုတ်ဘူးဆိုတော့အဲ့ဒါမဟုတ်ဘူးဆိုရင်ပြောရခက်သွားတယ်ဘယ်သူကပိုတက်ရောက်မှုရှိသလဲဘယ်သူကပိုပြီးတော့ဒီအတင်းအတွက်အကျိုးကျေးဇူးကြီးမှာသလဲဆိုတာကဟိုအများကြီးပဲတွေးစရာတွေကအများကြီးဖြစ်သွားပြီအဲ့ဒီမှာတကယ် debatable case ဖြစ်သွားပြီးတော့ဟိုရည်ရည်ပြပြောဖို့အရန်ခက်သွားတယ် subjective ဖြစ်သွားပြီး objective မဟုတ်တော့ဘူးအဲ့တော့ Del Piero နဲ့ Enzaghi ဘယ်သူပိုကောင်းလဲရလဲပြောလို့မရအောင် Del Piero Del Piero ဟာဒီဘောလုံးနဲ့အတူအလုပ်လုပ်တဲ့အခါမှာ Del Piero က ်အင်ဇာကီထက်အများကြီးကောင်းတယ်။ဒါပေမဲ့ဘောလုံးမပါဘဲနဲ့အလုပ်လုပ်တဲ့အခါမှာကျတော့အင်ဇာကီကဒယ်ဘီယိုထက်အရင်ကောင်းတယ်။အဲ့လိုပဲခရစ်စတီယိုရော်နယ်ဒိုနဲ့နက်စတာရိုင်းလည်းဒီလိုပဲ။အော်ရော်နယ်ဒိုကထားပါတော့ရော်နယ်ဒိုကကျတော့ဟိုနည်းနည်းပါဖက်ဖြစ်နေတာပေါ့နော်။သူကဟိုဘောလုံးမပါဘဲနဲ့အလုပ်လုပ်တတ်တယ်ဆိုတော့တမိုင်းမှာအချိန်ကြီးသက်သေပြပြီးသားဆိုတော့ကျွန်တော်တခြားတစ်ယောက်နဲ့နှိုင်းရှင်းမှာဆိုထားပါရော်နေးနဲ့နက်စတာရိုင်းဘယ်သူပိုကောင်းလဲလဲပြောလို့မရအောင်။ဆိုတော့အဓိကပါလဲဆိုတော့ဟို ဘလုံးမပါပဲအလုံးလုံးတဲ့သူတွေရဲ့အသက်သွေးတော့ဟာကျွန်တော်တို့အလွယ်ပြောရရင်သောမတ်မိုလာတို့ကိုပြောရမယ်သူတို့ဟာတကယ် intelligent race တွေပြီးတော့ဒီ space တွေကိုသူတို့ဟာကောင်းကောင်းရှာနိုင်တာအဲ့တော့ဒီလိုကစားသမားမျိုးတွေဟာဥပမာ insecure တို့လို nester rhino တို့ကစားသမားမျိုးတွေကျွန်တော်တို့ကနည်းနည်းပုံစံတူထက်ကွက်တီမတူဝင်မဲ့ပုံစံတူထက်ဟောသောမတ်မိုလာတို့ကစားသမားတွေသူတို့ကဘောလုံးပွဲတစ်ပွဲမှာထိကျတဲ့အများအာလန်ဟာလန်လည်းဒီလိုပဲ ဘောလုံးဘက်တပွဲမှာသူတို့ဘောလုံးထိချက်အများကြီးမလို့အဲ့ထိချက်ကတခြားသူတွေလုံးနိုင်မယ်အာလန်ဟာလန်ဆိုတဲ့မန်ချက်စတာစီးတီးကတခြားသူတွေလုံးနိုင်မယ်ဖော်ဒန်တို့လုံးနိုင်မယ်ဒီဂွန်ဒိုဝန်တို့လုံးနိုင်မယ်ဒါသူ့အလုပ်မဟုတ်သူ့အလုပ်ကဘောလုံးထိချက်မဟုတ်သူ့အလုပ်ကသူ့အလုပ်ကဒီ movement ကိုအသာပြုပြီးတော့ကစားတာတော့ဘောလုံးမှာအဲ့ဒီ movement အပေါ်မှာမူတည်ပြီးတော့သူတို့က space တွေရလာတာအဲ့ space တွေကိုမရရအောင်ရှာပြီးတော့6ခက်6ခက်6ခက်စီးတယ်မှာသူတို့ဘိုးတွေတွန်းသွားတာဟုတ်သူတို့ တခါလေကျတော့ဘယ်လိုပြောမလဲဆိုတော့ဟိုအဲ့လိုကစားသမားတွေကအရန်အမြန်အမြန်လုံးလဲမလို့အရန်ကိုမြန်မာလဲဆိုတော့ face လဲမလို့အရန်ကိုတန်မာရခွန်အားလဲမလို့သို့တော့အာလဟာလန်ကိုလိုကစားသမားမျိုးပြတာဘာလို့ကိုယ်တွေအများကြီးတောက်လျှောက်သွင်းလဲဆိုတဲ့ခါကျသူတို့ကအရန်တန်မာအရန်ကိုယ်တွေလဲသွင်းအရန်လဲမြန်တယ်တော့တိုက်စစ်မှုတယောက်ဟာလောတာထက်ပိုနေတဲ့ position နဲ့အကြီးသူကြီးတချို့သူတို့မှရှိနေတယ်အဲ့အဲ့ခါကျသူတို့ကဟို chance တွေမကြာခဏပို့ပြီးတော့ရလိမ့်ရှိတယ် အဓိကအဲ့နေရာမှာကစားတယ်အထောင်တိုက်စစ်မှာကစားတဲ့သူတွေရဲ့အဓိကအလို့ဟာလူမြန်ဖို့ထက်အုံတော့ရဲ့လုံဆောင်ချက်တွေတခြားသူထက်မြန်ဖို့ပဲအမကလီယန်ဘပေးလို့ကစားသမားမျိုးဆိုတော့အမ်ဘပေးဟာအုံတော့လုံဆောင်ချက်လည်းမြန်တယ်လူလည်းမြန်တယ်ဒါပေမဲ့သူ့ရဲ့အဓိကအားစားချက်ကလူရဲ့အမြန်နှုံးပဲအမ်ဘပေးရဲ့အားစားချက်ကဒီဘလို့ခေါ်မလဲဆိုဒရစ်ဘလင်းလည်းမဟုတ်ဘူးအမ်ဘပေးရဲ့အားစားချက်ကဒီ pace ရဲ့ control ရဲ့လူအရမ်းမြန်အဲ့မြန်တဲ့အချက်ကိုသူကအားစားချက်ပြသုံးပြီးတော့ကစားတာ ရော်နယ်ရော်နယ်ဒိုကြတော့ငငယ်ကအဲ့ဒီလူကအယမ်းမြန်တယ်လူအမြင်ရဲ့အမြန်လုံးကိုသူအားပြုပြီးကစားခဲ့ရင်လည်းနောက်တော့သူအန်လိုက်တဲ့ချက်ဖြစ်သွားတယ်ဒီထက်ပိုပြီးတော့ထိရောက်ဖို့ထက်မြတ်ဖို့ဂိုးတွေသွင်းဖို့အတွက်ဆိုလူရဲ့အမြန်လုံးကမတုံးဖို့တုံးတော့တုံးမယ်တင့်တော်သလိုတုံးမယ်ဒါပေမဲ့အုံနောက်ရဲ့အမြန်လုံးသူများတဲ့ပုံမြန်ဖို့လူတယ်ဆိုတော့အချက်နဲ့ကစားရတဲ့နောက်ပိုင်းမှာရော်နယ်ဒိုကတရားစီ50 50 50 50 50 50 drop shot ကိုမေးရမနာသွင်းတော့တာအခုချိန်ထိ နောက်မက်ဆီပေါ့နော်မက်ဆီတို့ကြတော့မက်ဆီတို့ကြတော့အုံနောက်တင်မကောက်ဘူးမက်ဆီတို့မြန်တာကအုံနောက်တင်မကောက်ဘူးဆိုတော့အုံနောက်မြန်တဲ့အပိုင်းထက်ကိုပို့ပြီးတော့သူကပါလဲဆိုတော့အယုံခံနိုင်စွမ်းအရန်မြန်လာဆိုတော့ကျွန်တော်လွယ်လွယ်ပြောမယ်ဆိုရင်အရန်ကို memory မြန်တဲ့ sensor တစ်ခုလို့ပြောရမယ်တကယ် high ဒီ block complex ဆိုတော့ intensity လို့ပြောရမယ် sensor မျိုးအရန်ကိုဟို တုတ်ပြန်တော့အရင်မြင်တယ်သူတို့မျက်လုံးထဲကိုကြိုင်ဘက်တည်းကလာသမား6000 2000 3000ဖောက်ဖက်ဆိုထွက်လာတဲ့အချိန်မှာအဲ့ဒါတွေကိုတတတတဆိုသူတို့ကကြော်သွားနိုင်တယ်အဲ့ဒီအချိန်မှာသူတို့ကလူကပုံမြန်တယ်အဲ့ဒီလူကပုံမြန်တဲ့အခါအဲ့ဒီလူပုံမြန်ဖို့အတွက်သူတို့ရဲ့ခန္ဓာကိုယ်က reflex အရင်ဖြစ်တယ်ဥပမာဟိုကြိုင်ဘက်တည်းရဲ့6000ကိုကျွန်တော်ကမွေလို့သဘောထားလိုက်မယ်တစ်ခဏတစ်ခဏဝင်လာရင်မက်ဆီကကြတော့ကြောင်လို့ဖြစ်နေတယ်ဆိုတော့သဘောတရားမျိုးကမတူဒါပေမဲ့တခါလေကျတော့မက်ဆီက အဲ့ဒီဂိုးပေါင်းနဲ့အဝေးမီတာ50လောက်ကိုသွားတယ်မီတာ40လောက်ကိုသွားတယ်အဲ့ခါကျရင်သူ့ကိုအဲ့ဝင်လာတဲ့6လောက်တိမရှိတော့ဘူးသုံးကအကျယ်ကြီးဘူးအဲ့လိုအခါမျိုးကျရင်သူကအုံနောက်ကိုပုံသုံးတယ်ဒါမက်ဆီတို့ကစားတဲ့ပုံစံကတမျိုးဆိုတော့တယောက်နဲ့တယောက်ကဘသူပိုကောင်းတယ်ဆိုတာကမက်ဆီတို့ရော်နယ်ဒိုတို့တန်းနေရကြတော့တကန်းပေါ့နော်ပြောရခက်တယ်အဲ့လိုပဲသူသူ့အောက်ကိုဆင်းလိုက်မယ်ဆိုလဲဒက်ဘီယာရိုအွန်ရီတို့လိုကစားသမားမျိုးတွေကက်စ်တို့လိုကစားသမားမျိုးတွေနဲ့အင်ဇာဂီနက်စတာရိုင်းတို့လိုရာအူတို့လိုကစားသမားမျိုးတွေ ပုံစံတွေကမတူဘူးသူတို့တွေကိုဘသူပိုကောင်းလဲဆိုတော့ပြောရခက်တယ်သူတို့နဲ့နောက်အောက်တစ်ဆင့်ကျတော့သူတို့ပိုကောင်းတာပေါ့ဒါပေမဲ့သူတို့အဲ့လို level 2အချင်းမှာကျတော့အဲ့ဒါပို့ပြီးပြောရခက်တယ်ဆိုတော့ဘောလုံးကဟိုရှင်းရှင်းပြောရင်တော့ဒီ space တွေကိုဘသူကအသုံးချနိုင်တယ်လေတခုခုတော့သူများတက်တာနေရမယ်နံပါတ်1အုံနောက်ရဲ့လုံဆောင်ချက်ဉာဏ်နေရင်ပုံဉာဏ်နေရင်သူအခွင့်အရေးပို့ရရမယ်နံပါတ်2ဒီ physical ဘောနော်လူရဲ့အမြန်နှုံးသူများထက်ဉာဏ်နေရင်အခွင့်အရေးပို့ရမယ် နံပါတ်3 reflux အရန်ဖြစ်ရင်သူများထက်အခွင့်အရေးပိုရမယ်ဆိုတော့အဲ့ဒီခါမှာသူတို့ရဲ့ကစားဟန်ဟာ traveling ကိုပဲဦးစားပေးပြီး space ကိုပဲဦးစားပေးပြီးအဲသူမဟုတ်လဲအုံနောက်ကိုပဲဦးစားပေးပြီး control ကိုဦးစားပေးပြီးသူတို့ကဒီ goal တွေတွန်းတက်တယ်ဥပမာကျွန်တော်တို့ဒီအစင်တန်းနိုင်နေဥပမာ time league ကိုလာမယ်ပေါ့ Oliver Giroud လာမယ် Oliver Giroud ဟာတခြားသူတွေထက်ကမ္ဘာအဆင့်မှာကစားနေတယ်ဆိုမှ time league မှာသူက ကိုယ်တွေတပွဲကိုတကူနှစ်ကူတကူနှစ်ကူပုံမှန်သွင်းပြီးတော့ကိုသွင်းပြီးရင်ယူသွားဖို့မသေးကြဘူးဒါရှင်းရှင်းလေးပဲ Oliver Giroud ရဲ့ type ဟာအဲ့လို type မျိုးမဟုတ်ဘူးသူတို့ကဒီအောက်အစ်စ်မှာစင်ကစားလဲသူတို့ကတိစားအရင်ကြီးတာနေမှာတာတော့တာတယ်အရင်ကြီးထိုးထွက်ပြီးတာနေတာမဟုတ်ဘူးအဲသူတို့ကဟိုအပေါ်အစ်စ်မှာကြာရင်လေသူများရဲ့ net ဂျင်မောင်တိုင်းကစားနိုင်တဲ့အရေးအသွေးတွေရှိတယ်သူတို့သူတို့ကစားတဲ့ပုံစံကဟိုအလိန်အခောက်တွေကျွမ်းကျင်မှုတွေအမြန်နှုံးတွေဥစားပြီးကစားတာမဟုတ်ပဲနဲ့ ဒီ space ကိုတွက်ချက်ပြီးကစားဖြစ်တဲ့အတွက်အပွဲတစ်ပွဲတည်းမှာရလာတဲ့ space ပေါ်မှာဒီသူတို့လှုပ်သွားတာအဲအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီနာနီတို့လိုကစားသမားမျိုးတွေအဲနောက်ဒီထားပါတော့ကျွန်တော်တခြားဘယ်သူတွေရှိမလဲပြောရရင် Venetius Junior တို့ Rodrigo တို့လိုကစားသမားမျိုးတွေ Thai League လိုနေရာမျိုးမှာလာကစားကြည့်ပါလားတပွဲနှစ်ဘိုးသုံးဘိုးသွင်းနေမှာအသူတို့ရဲ့အမြန်နှုံသူတို့ရဲ့ကျွမ်းကျင်မှုဟိုဘလို့မှတားဆီးလို့ရအောင်မဟုတ်နောက်ဆုံးသူတို့ဘုံမသွင်းနိုင်အောင်မှာ နှစ်ယောက်သုံးယောက်ကိုအသာလေးချွတ်ပြီးတော့အပိုင်အကျွတ်တွေဖန်တီးပြီးပါအဲ့ဒီခါကျတော့ကျွန်တော်တို့ထားပါတော့ Rodrigo Vinicius Jr. တို့ကဒီ Gerudo လို့ကစားသမားမျိုးတွေကျွန်တော်တို့ပြီးတော့ Zlatan လို့လို့ကစားသမားမျိုးတွေတက်အများကြီးပိုကောင်းနေရလား Inzaghi လို့တက်အဲ့လိုလည်းမဟုတ်သူတို့သူတို့တယောက်နဲ့တယောက်ပုံစံမတူတာပဲရှိတယ်ဒါပေမဲ့မတူတာချင်းအတူတူ Vinicius တို့ကကျတော့ဟိုအောက်တန်း league တွေမှာလည်းအများကြီးခြေစွမ်းပြနိုင်တယ်အပေါ် league တွေမှာလည်းခြေစွမ်းပြနိုင်တယ်အဲ Gerudo ကျတော့ game နဲ့နဲ့ယူသွားပြီအဲ့ Nesterine ကလည်းဒီ တရုတ်ကိုလာကစားလို့သူ့ရဲ့အကောင့်ဆုံးအချိန်မှာဒီအာကတ်တာကိုလာကစားလို့ကိုယ်တွေဒရိုင်းနဲ့သွင်းနေမှာမဟုတ်ဘူးသူတို့ type ကအဲ့ဒီ type မဟုတ်ဘူးသူတို့ကဒီဘလိုကောင်လဲဖြစ်နိုင်မြင့်လေကောင်းလေပဲခက်မြင့်မြင့်မှာကစားသူတို့ကစားတဲ့ပုံစံကအဲ့ဒီအတွက်ပဲအောင်းဝင်လာအခြေသွားကောင်းတဲ့သူတွေကြတော့အမြင့်မှာရောအနိုင်မှာရောအောင်းဝင်လာအဲအဲ့ဒါကြီးတော့မတူဘူးဒါပေမဲ့ကျွန်တော်တို့က Premier League အကြောင်း La Liga အကြောင်း Champions League အကြောင်း Serie A အကြောင်းအဲ့လိုပြောကြတဲ့အခါမှာကျွန်တော်တို့က Outland League မှာဆိုဘယ်သူပိုကောင်းနေဆိုတာကကျွန်တော်ထည့်စဉ်းစားကြရကိစ္စအောင်မဟုတ်ဘူး သူတို့အဆင်နဲ့အဲ့ဒါကိုတွေးကြလည်းမလို့တဲ့အတွက်ကျွန်တော်ထိတ်တန့်အချင်းချင်းရှင်တဲ့အခါကျတော့အဲ့မှာဘသူပိုကောင်းတလဲဆိုတဲ့ကိစ္စကအရန်ပြောရခက်သွားတာဆိုတော့တောမတ်မူလာတို့ကစားသမားမျိုးကြတော့ဖြတ်ထိုးညံအရန်ကောင်းတယ်သူက special အဆုံးသတ်သမားလည်းမဟုတ်ဘူးသူ့ရဲ့အလိန်ခောက်ကလည်းကြည်လို့မလှဘူးအပြည့်ကထင်သလောက်မမြင်ရသလိုပြောမယ်ဆိုပြေးလာတော့မှအာကစားသမားတယောက်ရဲ့ပြေးတဲ့ပုံမျိုးဟိုမျက်စိထဲမှာဟိုကြည့်ရမျက်စိပသာတာဖြစ်နေတာမဟုတ်ဘူးဒါပေမဲ့ ်ဖောက်ကွာရီလာဘန်မြင့်ကိုရောက်လာတော့ဟော force 9သုံးမှုအတွက်အမြင့်မားဆုံးညံညံသွေးနဲ့ဟို adaptation ကောင်းတာကဒီ thomas muller ပဲဆိုပြီးသိတယ်အဲ့ဒီခါကျတော့ဒီဖောက်ကွာရီလာ thomas muller force 9သုံးတယ် yup henas လဲအဲ့လိုသုံးတယ်အော် co robert kovac လက်ထက်ကျတော့ thomas muller မကြိုက်တော့မြန်မာတယ်ကျွမ်းပါတယ်ဆိုတဲ့ကစားသမားတွေအဲ့လိုကစားသမားတွေကပဲတိုက်စစ်ကိုဦးဆောင်တဲ့နေဆိုတာမျိုးမြင်တယ်။တော့မှမူလာလည်းပေးရောက်သွားတယ် အဲ့တော့ကိုဗစ်မအောင်မြင်မနဲ့ဟန်စီဖလစ်နာဂယ်စ်မန်ကိုပြန်ရောက်လာတော့တောမတ်မူလာရဲ့ခက်ကိုပြန်ရောက်လာသူ့ရဲ့သူနေရာပြန်လာဒါမျိုးပေါ့ဆိုတော့ပေါ်လုံးကဆိုတော့သူ့ base ကျသွားတဲ့တိုင်အောင်အလုပ်ဖြစ်နေတော့မယ်ဆိုတာမျိုးတွေ့ရတယ်အဲဒီဒီဘက်ခင်မှာတော့သူအရန်ကျသွားပြီအရန်ကျသွားတဲ့အခါပြဿနာပါလဲဆိုတော့ဟိုသူ့ကစားအားဟာဟိုမိနစ်60အပြည့်သူ game ရဲ့ intensity နောက်ကိုလိုက်ဖို့အတွက်မလွယ်တော့အဲ့တော့ physical ပြုတ်ကျလာ physical ပြုတ်ကျလာတဲ့အခါကျရင်တွေးခေါ်နိုင်စမ်းလျော့လာတယ် အလှုပ်ရှားနိုင်စွမ်းကျော်လာအဲ့ခါမှာအရင်သောမတ်ဖော်မူလာမဟုတ်တော့ဘူးအဲ့ဒါလေးကြီးကွာသွားတာဆိုတော့ဒါကဒီဘောလုံးနဲ့ပတ်သက်ပြီးတော့ဒါအခြေခံကြားတယ်ဒီအတွေးခေါ်တချို့ပေါ့နော်ဆိုတော့တရားတွေသုံးသပ်ခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့ဖော်ဖော်မဆာပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်